မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ22ရက်နေ့သမစီမ Prime Time မြစီမတရင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်။ဒီကနေ့အစီအစဉ်ကိုကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့ကြီးစုထားမယ့်တရင်တွေကတော့တိုင်းနယ်ပြည်နယ်၄ခုမှာတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီထုတ်ပြန်တဲ့တရင်။စစ်ကောင်စီပြောင်းဝင်လာတဲ့လာရှုံမြို့ရဲ့နောက်ဆုံးရအခြေအနေတွေ။ မြန်မာနိုင်ငံအလဲပိုင်းမှာနေအပူချိန်မြင့်တက်လာနိုင်တဲ့အကြောင်းနဲ့တာဂိတရွှေဆိုင်ပိုင်ရှင်ပြန်ပေးဆွဲခံရမှုအတွင်တိမ့်စီထားတဲ့ရွှေတွေပိုင်ရှင်ထံပြန်ပေးတဲ့သတင်းအပါအဝင်တခြားရည်ကြည်သတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင် ဖြားပြက်ကလေးလှောက်ခတ်မှုအတွင်းနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝန်ထမ်းအဖြစ်လွှာတွေပြက်စီးခဲ့တာကြောင့်ဒီဒေသတွေကကြောင်းသားတွေအနေနဲ့လာမယ့်ဂျွန်လ16ရက်နေ့မှာဆာမေပွဲပြန်လည်ဖြေဆိုရမယ်လို့ဧပြီလ22ရက်နေ့ဒီကနေ့မှာထုတ်တဲ့စစ်ကောင်စီသတင်းစာတွေကဖော်ပြထားပါတယ်။ဆာမေပွဲဖြေဆိုခွင့်ကတ်တွေကိုသက်ဆိုင်ရာစာစစ်ဌာနတွေမှာသက်ဆိုင်ရာတက္ကသိုလ်ဝန် ကြည်စာမေးပွဲကြီးကြပ်ရေးမှုတွေထံကနေဂျွန်လ6ရက်နေ့ကနေ15ရက်နေ့အတွင်းဓာတ်ရိုက်ထုတ်ယူရမယ်လို့ညွှန်ကြားထားပါတယ်။အရင်ကမန်ရှလစာမေးပွဲမှာဘာသာရပ်အလုံးဝင်းရောက်ဖြည့်ဆို့ထားသူတွေကိုသာဖြည့်ခွင့်ပြုမှာဖြစ်ပြီးဖြည့်ဆို့ခွင့်ရရှိထားသူစီရင်ကိုသက်ဆိုင်ရာပညာရေးမှုရုံးနဲ့စာစစ်ဌာနတွေမှာကြေညာပေးမယ်လို့စကောက်စီကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့သကိုင်းတိုင်းအတွင်းမှာရှိတဲ့အာထကမင်ကင်အာထကပန်ဆန်အာထကတမူအာထကနှစ်ရွှေဘူအာထကတရေဦးအာထကဗမောက် အထကဝန်တို့အထကမော်လိုက်အထကကင်တအထကအရာတော်တို့မှာဖြေဆိုခဲ့သူတွေကတော့ပြန်လဲဖြေဆိုဖို့မလိုအပ်ကြောင်းဖော်ပြထားပါတယ်။ မန္တလေးနဲ့နေပြီးတော့စာဆက်ဌာနတချို့လည်းအပြောင်းလဲရှိနိုင်ကြောင်းစက်ကောင်စီကဆိုပါတယ်မက်စလာ28ရက်နေ့အင်အားပြင်းကလေးလှုပ်ခတ်မှုအတွက်မှာမန္တလေးတက္ကသိုလ်ပင်မဆောင်မှာတက္ကသိုလ်ဝင်ဆောင်မှုဘွဲ့အဖြစ်လာတွေကိုစာဆက်နေချိန်ငလျင်လှုပ်ခတ်ခဲ့တာကြောင့်အဆောင်အုံပြိုကျကမိလောင်သွားပြီးမန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝင်တန်းဖြည့်ဆို့ထားတဲ့ကျောင်းသားပေါင်း6200ကျော်ရဲ့အဖြစ်လွားတွေမိလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်နေပြည်တော်မှာလည်းငလျင်ကြောင့်ဌာနဆိုင်ရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါကြောင့်ဆိုင်မှုဝဲပြန်လဲကျင်းပဖို့ စစ်ကောင်စီကပြင်ဆင်နေတာပါ။တဖက်မှာလည်းငလင်တန်တဲ့နေရာတွေမှာကျောင်းသားတွေအနေနဲ့စားဝတ်နေရင်နေရေးထိုင်ရေးအခက်အခဲတွေကိုကြုံတွေ့နေရကစာမေးပွဲအတွက်တဖန်ပြန်လဲပူပန်ရမှာဖြစ်တာကြောင့်ဝေဖန်မှုတွေရှိနေပါတယ်။ငလင်အတွင်းအပြေးလွှာတွေပြက်စီးခဲ့တဲ့ပြည်နယ်နယ်တိုင်း၄ခုမှာစစ်ကောင်စီကစာမေးပွဲပြန်လဲဖြေဆိုဖို့စူးစမ်းနေမဲ့အစား တက်ဆိုင်ရာတက်ကတော့အလိုက်ဒါမှမဟုတ်ဘာသာရဲ့အလိုက်လိုအပ်တဲ့အရေးချင်းကိုစီစစ်ကောင်ရွေးချယ်တဲ့စနစ်ကိုပြောင်းလဲတင်တယ်လို့ရန်ကုန်တက်ကတော့ចောင်းသားများတက်မကဘာကတာများအဖွဲ့ချုပ်ကဧပြီလ14ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါရရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ကနေမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်ဒီကနေ့ဧပြီလ22ရက်နေ့မနက်ပိုင်းမှာတော့မိုင်းရဲဘက်ကနေလာတဲ့စစ်ကောင်စီကအစီးရေ200ကျော်မြို့ရဲကိုဝင်ရောက်လာတယ်လို့ဒေတာခန့်တွေကပြောပါရယ်စစ်ကား120ကျော်နဲ့အင်စီက80လောက်ကမြန်မာနိုင်ငံအလံနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအမှတ်တရစိတ်ဖြစ်တဲ့ နေဝန်ဒီအလံတွေကိုကားမှာလွင့်ထူပြီးလာရှုမြို့ရဲကိုဝင်လာတာလို့သိရပါဗျ။ဒါအပြင်လာရှုမြို့စင်နကောင်ဟိုတယ်မှာမနေ့ကဧပြီလ22ရက်နေ့ကစတင်ခဲ့တဲ့တရုတ်အထူးကိုယ်စားလှယ်မစ္စတာတင်ရှိကျွင်းစကောင်စီရဲ့အမှတ်၁စစ်စင်ရေးအထူးအဖွဲ့မှဒုတိယပိုချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့အမှတ်၄ကိုယ်စားလှယ်အဖွဲ့တို့ရဲ့သုံးဝန်ဆိုင်ဆွေးနွေးပွဲကလည်းဒီကနေ့ဆက်လက်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒီဆွေးနွေးပွဲမှာလာရှုအုပ်ချုပ်ရေးနဲ့ပတ်သက်လို့ဆွေးနွေးနေရကြောင်းကြားသိရတယ်လို့လာရှုမြို့ကအမှန်ဒီနဲ့နေဆက်သူတွေကပြောပေမဲ့ဆွေးနွေးကြ တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့တော့မြစည်းမကတိချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်လာရှုမြို့မှာရှိတဲ့တိုင်းစစ်ဌာနချုပ်အတွင်းမှာလည်းစကောက်စီဘက်ကမြို့အုပ်ချုပ်ရေးနဲ့ရုံးလုပ်ငန်းပြန်လည်လည်ပတ်နိုင်မှုအတွက်ဆွေးနွေးနေတယ်လို့ဒေသခံသတင်းမြစ်တွေကမြစည်းမကိုပြောပါရယ်။စကောင်စီကရမခနဲ့ဒူလာရှုမြို့ကို2024ခုနှစ်ဩဂတ်လအတွင်းကညီနာမအမိတ်၃ဘွဲ့ရဲ့10 29စစ်စင်ရေး ဒုတိယပိုင်းအတွင်းမှာလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်ရမခကိုလာရှုမျိုးအနီးမိုင်းရဲနဲ့တန်ရန်မျိုးတို့မှပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။မြို့ချုပ်ရီကိုတော့ MNDA ကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့လာရှုမျိုးပေါ်ရောက်ွက်တွေကိုစစ်ကောင်စီထံ MNDA ကပြန်လည်ပေးအပ်လာပြီးရမခကလည်းလာရှုမျိုးရဲ့မှာပြန်လည်အခြေဆိုင်လာမှာကိုဒေသခံတွေကြားမှာစိုးရိမ်မှုရှိနေပါတယ်။မျိုးမစစ်ပြန်ဖြစ်လာမှနဲ့အတုစကောင်စီတပ်ကပြိနေဖမ်းဆီးမှုတွေလောက်လာမှစစ်သားအင်အားစုဆောင်းလာမှကိုလည်းမျိုးကန်တွေချာမှစိုးရိမ်မှုရှိနေတယ်လို့ဒေသခံတွေက ပြောပါရယ်မနေ့ကစတင်ပြီးတော့လာရှိုးမြို့ရဲမှာရှိတဲ့ MND ရဲ့အလံတွေကိုလည်းဖြုတ်သိမ်းခဲ့ပြီးမြန်မာနိုင်ငံအလံလွှင့်ထူထားတာကိုတွေ့ရတယ်လို့မြို့ခံတွေကပြောပါရယ်မြို့တွင်းမှာတော့ MND တပ်ဖွဲ့ဝင်တချို့ကြမ်းရှိနေတယ်လို့သိရပါရယ် ။ဒါရှုံမျိုးကိုအုတ်ချုံမဲ့ပုံစံနဲ့ပတ်သက်လို့ကွက်ကွက်ပြပြမသိရသေးပဲမျိုးဝရက်ကွက်၁၂ခုကိုစစ်ကောင်စီ MNDA ဆက်ရှိနေမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။ဒါရှုံမျိုးကို MNDA အုတ်ချုံစင်ကမျိုးပြန်လဲထူထောင်ရေးမှာကဏ္ဍအသီးသီးကနေပါဝင်လောက်ကင်ခဲ့ကြတဲ့ဝန်ထမ်းတွေတကြွလှူရှားသူတွေနဲ့စီရီယံဝန်ထမ်းတွေနိုင်ငံရေးအကြံသာဟောင်းတွေကတော့ဒါရှုံမျိုးကနေဆွန့်ခွာပြီးတော့တင်းရှောင်နေကြပြီဖြစ်တယ်လို့လည်းလာရှုံမျိုးခန့် MNDA နဲ့နှိဆက်သူကပြောပါရရှင်။ မြန်မာနိုင်ငံမှာရှိတဲ့တိုင်းနယ်ပြည်နယ်အလုံးမှာနောက်လာမဲ့9ရက်အတွင်းမိုးရွာသွန်းနိုင်ခြင်းနဲ့ပါပဲမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတော့နေ့အပူချိန်မြန်မာလာနိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ဒီကနေ့ဧပြီလ22ရက်နေ့ကနေဧပြီလ28ရက်နေ့အထိမိုးလေဝသကြိုတင်ခန့်မှန်းချက်အရဘင်္ဂလားဒေ့ရှ်နိုင်ငံကနေဖြတ်တန်းလာတဲ့မိုးတိမ်တွေကစကိုင်းတိုင်းထပ်ပိုင်းကိုဖြတ်ကျော်ပြီးတော့ကချင်ပြည်နယ်အထိဝင်ရောက်လာနိုင်ကြောင်းဦးဝင်းနိုင်ကဆိုပါတယ်။ ဒီချိန်နေကြောင်းကချင်ပြည်နယ်မြောက်ပိုင်းပူတောခရိုင်အတွက်မှာမိုးအတင်းတင်းကနေမိုးများနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအလဲပိုင်းမိုးနဲ့ရေရှားဒေသအပအဝင်ကြံတိုင်းနဲ့ပြည်နယ်အလုံးမှာမိုးရွာနိုင်ခြင်းနဲ့ပါနေတာကိုတွေ့ရတဲ့လို့ခန့်မှန်းထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေ့အပူချိန်က၄၀ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာနိုင်တယ်လို့ဥဝင်နိုင်ကအတည်ပြုထားပါတယ်။ မြန်မာနိုင်ငံလေပိုင်းဒေသတွေမှာအင်အားပြင်းငလင်းတံကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့မကွေးတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့ပါဝင်ပါတယ်မြို့သားညညွေဆိုရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်အေဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာန MOA ရှေ့တီရမြေဧပြီလ21ရက်နေ့ထုတ်ပြန်တဲ့ရသက်တပတ်မိုးလေဝသခန့်မှန်းချက်မှာတော့စကိုင်းတိုင်းကလွဲပြီးတော့ကြံတိုင်းနဲ့ပြည်နယ်အလုံးမှာဧပြီလ28ရက်နေ့ထိမိုးရွာသွန်းမှုရှိနိုင်ကြောင်းဖော်ပြထားပါတယ် နေပူချိန်မြင့်တက်ခြင်းနဲ့ဒူးမိုးရွာသွန်းမှုတွေကြောင့်လေတို့အတွင်းမှာအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမော်လယ်ပိုင်းနဲ့ညနေအချိန်တွေမှာ လေပြင်းတိုက်ခတ်တာမိုးတိမ်နောင်တွေဖြစ်ပေါ်တာမိုးတိကျတာလျှက်စီးလက်တာနဲ့မိုးကြိုးပြစ်တာစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တယ်လို့အမွေးရှိ DM ကအသိပေးထားပါတယ်။စကောက်စီရဲ့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်ထားတဲ့ခန့်မှန်းချက်မှာတော့နောက်နေ့ရက်အတွင်းမှာစကိုင်းတိုင်းအထက်ပိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးရွာသွန်းနိုင်ကြောင်းဖော်ပြထားပါတယ်။ဒီကရမက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းထန်စွာခန်းဆားခဲ့ရတဲ့ဒေသတွေမှာ ဧပြီလပထမပတ်ကစတင်ပြီးတော့မိုးတဲထန်စွာရွာသွန်းမှုနဲ့လေပြင်းတိုက်ခိုက်မှုတွေကြုံတွေ့ခဲ့ကြရပါတယ်။အခုတစ်ပတ်အပူချိန်မြင့်တက်မှုကိုလည်းကြုံတွေ့ရပွဲရှိနေပါတယ်ရှင်။ ရန်ကုန်တိုင်းဒါကေတာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးပြန်ပေးဆွဲခံရတဲ့အမှုမှာအမျိုးသားသုံးကိုဖမ်းမိထားပြီးတိုက်စီးထားတဲ့ရွှေတဲ့ပစ္စည်းတွေကိုပိုင်ရှင်အမျိုးသမီးထံပြန်ပေးလိုက်ပြီးဖြစ်တယ်လို့ဒါကေတာမြို့နယ်ရဲစခန်းနယ်နေဆက်သူကပြောပါတယ်။ကျူးလွန်သူသုံးကိုဖမ်းမိထားပြီးတော့ဒီထက်ကတအုပ်ကအဲ့ဒီရက်ွက်ထက်ကစိုက်ကားဆရာဖြစ်ကကျန်တဲ့နှစ်ဦးကတော့ဆိုင်ပိုင်ရှင်ရဲ့ចောင်းတက်တုံးကမိတ်ဆွေနဲ့အခြားအမျိုးသားတအုပ်တို့ဖြစ်တယ်လို့ရဲစခန်းသတင်းမြစ်ကပြောပါတယ်။ တာကေတာမြို့နယ်အမှတ်၁ဆေးမှာလင်းလက်ရွှေစင်အမည်နဲ့ရွှေဆိုင် ဖွင့်လှစ်ထားတဲ့ဒေါ်စနာလင်းဟာမတ်လ၁၈ရက်နေ့မနက်ပိုင်းကလူလေးဦးရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရတာဖြစ်ပါတယ်။ဒေါ်စနာလင်းကပြန်ပေးဆွဲခံရပြီးတရက်ကြာမတ်လ၁၉ရက်နေ့မှာအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ ဒေါ်ဆန္ဒလည်းငါသူ့ရဲ့နေအိမ်ရှိတဲ့တာကေတာထူပါရောင်22လမ်းကနေဈေးကိုအသွားလမ်းထိပ်မှာကားပေါ်မှာတင်ပြီးတော့ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပါတယ်။လူရဲမှုကျူးလွန်တဲ့သူတွေကဖြစ်စဉ်မဖြစ်ပွားမီတပတ်ကလေးကထူပါရောင်22လမ်းမှာလာရောက်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းဒေတာခန့်တွေကပြောပါတယ်။တာကေတာမြို့နယ်မှာရွှေဆိုင်ပိုင်ရှင်ပြန်ပေးဆွဲခံရပြီးလူရဲမှုကျူးလွန်တဲ့အခြေအနေနဲ့ပတ်သက်လို့တော့စကောက်စီဘက်ကလက်ရှိအချိန်ထိသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဟင်းမွာနာနှင်းတွင်23နှစ်အတွင်းမှအ ਨੇ ဆုံးဖြစ်နေတာကြောင့်လူသားပေါင်း2000အနေရရှိနေကြောင်းသိပ္ပံပညာရှင်တွေသတိပေးလိုက်ပါတယ်။ဒီသတင်းကြောင့်ဟာပြေဆုံးကိုတော့မြစိမဝါနော်သူကျူချောင်းကပြောပြပေးမှာပါရှင်။ဟိန္ဒူခုရှိမဝနာတောင်တန်းပေါ်မှာနှင်းတွေက23နှစ်အတွင်းအ ਨੇ ဆုံးကိုရောက်ရှိနေတာကြောင့်ရေအတွက်နှင်းကဲပျော်ရည်တွေကိုအားထားနေရတဲ့လူတန်းပေါင်း2000လောက်အတွက်စူးရိမ်ပွဲဖြစ်နေကြောင်းသိပ္ပံပညာရှင်တွေကတင်းနှံလာနေမှာအစီရင်ခံစာတစ်ခုနဲ့သတိပေးလိုက်ပါတယ်။ ဟိန္ဒူခုရှိမဝနာတောင်းတန်းဟာအာတိတ်နဲ့အာဒါတိကတိုက်တည်းရဲ့ပြန်ပမှာရေခဲနှင်းအများဆုံးစူးစီးတို့လောင်ထားပြီးတော့အာဖဂန်နစ္စတန်ကနေမြန်မာနိုင်ငံအထိရှီလျားပါတယ်။ဒါဟာလူပေါင်းသန်း2000လောက်အတွက်အဓိကရေကျူအရင်းမြစ်လည်းဖြစ်ပါတယ်။ သူတေတီတွေဟာဟိန္ဒူခုရှိမဝနာဒေသမှာယာတိအလိုက်နှင်းဖုံးလွှမ်းမှုတိတိတသာရောနေသွားပြီးမြေပြင်ပေါ်မှာနှင်းတွေရှိနေတဲ့အချိန်ဖြစ်တဲ့နှင်းဖုံးလွှမ်းနေမှုဟာပုံမှန်ထက်23.600ကိုင်းနှုန်းပဲရှိပြီးဒါဟာ23နှစ်အတွင်းအနေဆုံးကိုရောက်ရှိသွားတာဖြစ်ကြောင်းတွေးရှိခဲ့ရတယ်လို့နိုင်ငံတကာစုပေါင်းတောင်တန်းဖွံ့ဖြိုးရေးဗဟိုဌာနကပြောပါတယ်။ ဒီလိုဖြစ်ပွားနေမှုဟာအခုဆိုရင်သုံးနှစ်ဆက်တိုက်ရှိနေပြီဖြစ်ပြီးလူပေါင်းသန်းပေါင်း2000လောက်အတွက်ရေလုံးကျုံမှုကိုချင်းချောင်းနေပြီဖြစ်တယ်လို့ဒီအဖွဲ့ကသူတို့ရဲ့နှင်းနောက်ဆုံးအခြေအနေအစီအကံခန်းဆောင်မှာဖော်ပြထားတာပါဒီလေလံမှုကမြစ်တွင်းရေစီးဆဲမှုလျော့နေလာနိုင်တာမြေအောက်ရေပုံမှုမိခိုရနိုင်တာနဲ့မိုးခေါင်မှုအနေရပိုကြီးလာတာစတာတွေကိုလည်းသတိပေးထားပါတယ် ICIMOD အစီရင်ခံစာကိုအဓိကရေးသားသူဖြစ်တဲ့ရှားမိုဟာမက ဒီနှစ်နှင်းတွေစကြတာဇန်နဝါရီနှောင်းပိုင်းမှစပြီးဆောင်းတွင်းပုံမှန်ကြတဲ့နှုံထက်ပိုလျော့နေလာပါတယ်လို့ AFP ကိုပြောပါတယ်။နိုင်ငံအများပြားကမိုးခေါင်နှိုင်းကြောင်သတိပေးချက်တွေထုတ်ပြန်ထားကြပြီလည်းဖြစ်ပါတယ်။ပိုမိုရှိကြပိုမိုပူပြင်းပိုမိုအကျဉ်းကြီးများများကြရောက်တဲ့အပူလှိုင်းတံကိုအခုကတည်းကခံနေရပြီဖြစ်တဲ့အတွက်လူတို့အတွက်မိုးခေါင်မှုကြောင့်လာမယ့်ရှိတ်သိမ်းချိန်နဲ့ရေရာရှိမှုမှာအနေရွေပိုရှိလာတော့မှာဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံအစိုးရတွေနဲ့ဖွဲ့စည်းထားတဲ့ ICIMOD အဖွဲ့ကြီးမှာအဖွဲ့ဝင်တွေအဖြစ်အာဖဂန်နစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ပူဒန်၊တရုတ်၊အိန္ဒိယ၊မြန်မာ၊နီပေါ်နဲ့ပါကစ္စတန်နိုင်ငံတို့ပါဝင်ကြပါတယ်ရှင်။ဆက်လက်ပြီးပုံရဟန်းမင်းကြီးပြန်လည်တော်မူမှုကဘာတလွှာဝမ်းနဲ့ပူဆွေးနေတဲ့အကြောင်းကိုမြစိမဝန်တော်သားကိုဆိုင်ခန့်ကပြောပြပေးမှာပါရှင်။ ပုတ်ရမ်းမင်းကြီးဖရန်စစ်စာလေးဖြတ်တာကြောင့်ပြန်လည်တော်မူခဲ့တာဖြစ်ကြောင်းဧပြီလ22ရက်နေ့ကသူပြန်လည်တော်မူပြီးနောက်နိုင်ပိုင်းအခြားမှာဗာတီကန်ကကြေညာပါတယ်။တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုတ်ရမ်းမင်းကြီးဖရန်စစ်စာကက်သလစ်ခရစ်ယာန်ကျောင်းတော်ကိုဦးဆောင်ခဲ့တဲ့7နှစ်တာကာလအတွင်းပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုတွေနဲ့အတူဘာသာတရားကန်ရှိုင်ရေးလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံသားဖြစ်တဲ့ပုတ်ရမ်းမင်းကြီးဖရန်စစ်ဟာသတင်းပတ်၅ပတ်ကြာနမိုနီးယားရောဂါကိုအပြင်းထန်ခံစားခဲ့ရပြီးဆေးရုံကနေဆင်းပြီးတဲ့နောက်တလာနီးပါးကြာဗာတီကန်မှာရှိတဲ့သူ့ရဲ့စန်တာမာတာအိမ်တော်မှာ ပြန်လည်တော်မူသွားခဲ့တာဖြစ်ပါတယ်။ စိန့်ပီတာယင်ပြင်မှာအီစတာပွဲတော်ပရိသတ်ကိုသူကြိုးစိုးနှုတ်ဆက်ပြီးတဲ့နောက်တရက်အကြာမှာသူပြန်လည်တော်မူသွားရတဲ့အတွက်မျက်ရည်ကျနေသူအများပြအပါဝင်ဝမ်းနဲ့ပူဆွေးနေသူတွေစိန့်ပီတာယင်ပြင်မှာစုဝေးကြပါဗါးသူတကယ်ပဲဖျားသခင်ထံပြန်သွားပါပြီလို့အီတလီနိုင်ငံသားတူဦးဖြစ်တဲ့ဆီဆာရီနာကိုင်ရက်တူက AFP ကိုပြောပါရယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစပြီးရုရှားသမ္မတဗလာဒီမာပူတင်အထိအပါအဝင်ကမ္ဘာကောင်းဆောင်တွေကပုတ်ရမ်းမင်းကြီးဖရန်စစ်ရဲ့ကျင့်ဝတ်နဲ့စိတ်သက်ဆိုင်ရာကောင်းဆောင်မှုကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ပုတ်ရမ်းမင်းကြီးပြန်တော်မူမှုအတွက်ကမ္ဘာတဝန်းဆူတောင်းပွဲတွေကျင်းပနေတာလည်းရှိပါတယ်။ပုတ်ရမ်းမင်းကြီးရဲ့ဇာပနာအခမ်းအနားကိုတက်ရောက်မယ်လို့ကြေညာတဲ့ပထမဆုံးသောကောင်းဆောင်တွေထဲမှာအမေရိကန်သမ္မတထရန့်လည်းပါဝင်ပါတယ်။ အခုနောက်ဆောင်နေတဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေစည်၊73စီစီနဲ့ဆောင်းစီစီတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစီမဝန်တော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါတယ်ရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စေ4410ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1597.15ကျပ် ြင်ပပေါင်စဉ်3380ကျပ်။ဥရောပတရူရိုကိုစစ်ကောင်စီတက်မှတ်စဉ်2386.86သမာ86ကျပ်။ပြင်ပပေါင်စဉ်9089ကျပ်။ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတက်မှတ်စဉ်62သမာ62ကျပ်။ပြင်ပပေါင်စဉ်133သမာ39ကျပ်။မလေးရှားတဝင်းကိကိုစစ်ကောင်စီတက်မှတ်စဉ်484.84ကျပ်ပြင်ပပေါက်စေ1010ကျပ် ပေါ့စည်းရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ56သိန်း3000ကျပ်။ပြင်ပပေါ့စည်း89သိန်း8000ကျပ်။15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ52သိန်း9125ကျပ်။ပြင်ပပေါ့စည်း83သိန်း1000ကျပ်။ပေါ့စည်းရှိပါတယ်။ ဘာပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2390ကျပ်ပရီမီယံဒီဇယ်တလီတာကို2960ကျပ်အော်ဒိတ်92တလီတာကို2840ကျပ်အော်ဒိတ်95တလီတာကို2800ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရစောင်းစီစည်းလုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6980ကျပ်၊ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါစည်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတမင်စီမပရန်တိုင်းမြစီမတရင်စီစံကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ တမင်စီမပရာနာမအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။